တရပင်ကသီးတဲ့အခါတရသီးဒီလိုအကျိုးတရားကတော့ပြန်ရလာမှာပဲဖြစ်တယ်ပေါ့ပျောက်ပြက်သွားတယ်လို့ဘယ်တော့မှမရှိဘူးကိုလှုပ်တဲ့အလုပ်ကအမတ်တရလှုပ်တာပဲဖြစ်စေမတ်တမဲ့လှုပ်လိုက်တာပဲဖြစ်စေကံကြမ္မာရဲ့သဘာဝဟာရှင်နေနှလုံးနဲ့ရောက်သွားလို့ရှိရင်အကျိုးမပေးရပဲနဲ့လုံးဝကြီးပျောက်ွယ်သွားတာမျိုးမရှိဘူးဒီဘဝမှာအကျိုးပေးရမယ်ဆိုရင်ဒီဘဝအကျိုးပေးမယ် တချို့ကဒီဘဝမှာအကျိုးပေးမယ်တချို့ကနောက်ဘဝမှာအကျိုးပေးမယ်တချို့ကတန်တရားထဲမှာရှိသည်မအကျိုးပေးမယ်ကံတရားဟာ၃မျိုး၃မျိုး꿰သွားတယ်ရှင်နဲ့ရောက်လာတဲ့ကံတရားတွေဟာကောင်းတဲ့ကံပဲဖြစ်စေမကောင်းတဲ့ကံပဲဖြစ်စေ၃မျိုး၃စာ꿰ပြခြံရသွားဒီဘဝတွင်အကျိုးခံစားရမယ့်ကံမျိုးနောက်ဘဝကျမှအကျိုးခံစားရတဲ့ကံမျိုး ေးတတိယဘဝကစပြီးတော့နိဗ္ဗာန်ရသည့်တိုင်အောင်အကျိုးပေးမဲ့ကံမျိုးလို့ဒိဋ္ဌဓမ္မဝေရဏိယဥပပိစ္ဆဝေရဏိယအပရာပရိယဝေရဏိယလို့ကံတွေဟာသုံးမျိုးသုံးစားကွဲပြားခြားနားသွားပြီးကုသဏ္ဍမှာအကျိုးအနေနဲ့ဖြစ်ပေါ်လာမှာဖြစ်တယ်ပေါ့သစ်ပင်လေးကြီးရလားအပင်လေးတွေဟာနော် မုံလာပင်တို့လိုငရုတ်ပင်တို့လိုခရမ်းကျင်ပင်တို့လိုအခုဆိုင်မကြခင်ပေါက်လာပြီးတော့မကြခင်ပွင့်မကြခင်အတီးတီးကြတတန်တို့တဲ့ပင်လေးတွေဟာချက်ချင်းကျုပ်ပြီးနည်းနည်းတတန်ချာတဲ့အပင်တွေကျတော့နှစ်နှစ်သုံးနှစ်ဆောင်ရပြန်အလွန်တတန်ရှည်တဲ့ပင်တွေကျတော့10နှစ်15နှစ်1နှစ်20ဆိုတာလို့ အကျိုးပေးတဲ့အချိန်ချင်းဟာမတူညီကြဘူးတဲ့ဒါကြောင့်မို့တတိထာမှာတော့ကိုဘဝအတွက်တမိုးတက်စေတတ်တဲ့ကုသတရားကိုစ조사အထောက်အမှာဖြစ်တယ်မြတ်စွာဘုရားကဓမ္မပရဒေသနာတော်မှာမကောင်းမှုအကုသိုလ်နဲ့အသက်မွေးဝမ်းကြောင်းပြုတ်သွားတဲ့ စုံဓာဆိုတဲ့ဝတ်သားတဲ့ဝတ်တွေကိုတတ်ပြီးတော့ရောင်းချတဲ့ဝတ်သားတဲ့ရဲ့ဘဝသင်္ကန်းစာယူဖို့ရတိတိသနာတော်ကိုခေါ်ခဲ့တာပဲဖြစ်တယ်ဣဒသောစတိပစ္ဆသောစတိပါပကာရီဥပယထသောစတိမြတ်စွာဘုရားဆိုလိုတာပါပကာရီ မကောင်းမှုဒုစရိုက်တွေကိုလှုပ်တဲ့ပုဂ္ဂိုလ်ဟာတဲ့ဣဒ္ဓသောစတိဒီဘဝမှာပဲဆွေရတယ်ပူပန်ရတယ်စိတ်မြတ်စွာဘုရားကိုစံကျင်မဲ့လှုပ်တဲ့ပုဂ္ဂိုလ်တွေအားလည်းပဲပေါ်ပေါက်ခဲ့ဘူးတဲ့အဲ့ဒီပေါ်ပေါက်တဲ့ပုဂ္ဂိုလ်တွေထဲမှာစာပေကျမ်းဂန်မှာမှတ်တမ်းတင်ထားတာဒီရှုထောင့်အမြင်ကနေပြီးတော့စံကျင်တဲ့ပုဂ္ဂိုလ်ရှိတယ် စကားနဲ့ဆန့်ကျင်ပြီးတော့မြတ်စွာဘုရားနဲ့အခြေကျင်ပြောသည့်ထီအောင်ဆန့်ကျင်တဲ့ပုဂ္ဂိုလ်တွေလည်းရှိခဲ့ဘူးလို့ပေါ့။ဒီနေ့ခေတ်လူတွေမှာအခြေကျင်ပြောခံရတဲ့ဆိုဘာပြောစရာလိုလဲ။မြတ်စွာဘုရားလိုပုဂ္ဂိုလ်တောင်မှလောကသားတဲ့နေလောကရဲ့အခက်အခဲဆိုတာကြုံမှာပဲပေါ့။လောကဓာတ်ဆိုတာလူတိုင်းကြုံတာပဲ။တမန်ပုဂ္ဂိုလ်တွေအနေနဲ့စိတ်ဓာတ်ကြစရာမရှိဘူး။လောကမှာအထွတ်ထိပ်ရောက်နေတဲ့ပုဂ္ဂိုလ်သူမြတ်တောင်မှပဲ။ လောကသားတွေဆန့်ကျင်မှုကိုခံရတယ်ဆို။မြတ်စွာဘုရားကတခါတော့ကမိန်ကြားတယ်။ငါဟာဂျာပန်နဲ့လာဒရန်တူတယ်။ဂျာပန်ဆိုတာဟာလေရေထဲမှာပေါက်တယ်။ရေထဲမှာကြီးတယ်။ရေထဲမှာကြီးပြီးတော့ရေမျက်နှာပေါ်ပြင်ပေါ်တက်ပြီးတော့ပွင့်တယ်ဂျာပန်။သို့တော့ရေနဲ့ထိတွေ့ခြင်းမရှိဘူး။ ရှင်ဟာကြပန်းကိုညစ်ပေအောင် မလုပ်နိုင်ဘူးကြပန်းမောရေးချလိုက်ဖက်ပေါ်ကြကြကြဖက်ပေါ်ကြကြရှင်ဟာလိမ့်ဆင်းသွားတယ်ထို့တူပဲငါဟာလောကထဲမှာမွေးတယ်လောကထဲမှာကြီးပြင်းတယ်ဒါပေမဲ့လောကသားတွေနဲ့ပတ်သက်ပြီးတော့ဒီချစ်ခင်ချင်းဆိုတဲ့တန်ရောစဉ်မုန်တိချင်းဆိုတဲ့တန်ရောစဉ်လောကသားတွေအပေါ်မှာ ဖြစ်ပေါ်လာတဲ့တန်ရုံးစင်တွေတခုမှမရှိပဲနဲ့လောကသားတွေရဲ့လောကသားတွေနဲ့လွတ်လွတ်လပ်လပ်မဘုရားဟာ နေထိုင်ခဲ့တယ်နေထိုင်နေရရှိတယ်ဆိုတာကိုထိုထိုတောက်တံမှာမြတ်စွာဘုရားရှင်းလင်းဟောကြားတယ်အဲ့တော့လောကထဲမှာကြီးပြီးတော့လောကနဲ့လွတ်လွတ်ကင်းကင်းနေနိုင်တယ်လွတ်လွတ်ကင်းကင်းနေတယ်ဆိုတာဘယ်လိုဟာကိုပြောတာလောကလူသားတွေနဲ့မဆက်ဆံတာကိုလွတ်လွတ်ကင်းကင်းနေတာဒီလိုပြောလို့တော့မဟုတ်ဘူး လောကလူသားတွေနဲ့ချစ်ခင်တွေ့တာမှုဆိုတာလည်းမရှိဘူးလောကလူသားတွေပေါ်မှာမုန်းတီးမှုဆိုတာလည်းမရှိဘူးလောကသားတွေရဲ့အကျိုးကိုပြုတယ်ဆိုပါစို့ရေထဲမှာပွင့်တဲ့ဂျာပန်းကြီးဟာရေနဲ့မလူးတော့လည်းပဲရေမျက်နှာပြင်ကိုလှအောင်လှုပ်ထားတာတော့ဂျာပန်းကြောင့်ပဲပေါ့အကယ်၍သာဂျာပန်းမပွင့်ဘူးဆိုရင်ရေမျက်နှာပြင်ကလှဆရာအကြောင်းမရှိဘူးမြတ်စွာဘုရားဟာလည်းလောကကြီးကိုအလှဆင်တဲ့အခါမှာ လောကပေါ်မှာတာယောစင်နဲ့အလှဆင်တာမဟုတ်ဘူးလွတ်လပ်ပြီးတော့မြင့်မြတ်တဲ့အသင်္တရာနဲ့အလှဆင်ခဲ့ပြီးလောကရဲ့အကျိုးကိုပြုခဲ့ကြာပန်းကြီးဟာမိမိပေါက်ဖွားရာရေကန်ရေမျက်နှာပြီးမောပေါက်ဖွားတင့်တင့်တယ်တယ်နေပြီးတော့ရေကန်ရဲ့အလှကိုတစားဆင်ပေးတယ်လို့ပဲညဆောင်ပေါက်ဖွားတင့်တင့်တယ်တယ်နေပြီးတော့ရေကန်ရဲ့အလှကိုတစားဆင်ပေးတယ်လို့ပဲ မြတ်စွာဘုရားဟာလောကရဲ့အလှအိုတစားဆင်ပေးတဲ့ပုဂ္ဂိုလ်။ကြာပန်းကရေကိုအကျိုးပြုတယ်လို့ပဲမြတ်စွာဘုရားကလည်းလောကသားတွေကိုအကျိုးပြုတယ်လို့ဒီလိုနှိုင်းရှင်ပြီးတော့လေ့လာလို့ရတယ်ပေါ့နော်။အဲဒီမှာမြတ်စွာဘုရားကိုစန့်ကျင်တဲ့ပုဂ္ဂိုလ်တွေဟာဘယ်သူတွေတုံးဆိုလို့ရှိရင်အရိဋ္ဌဆိုတဲ့ယဟန်သူ့မျိုးရိုးကမလုပ်လဲဆိုရင်လင်းတာတွေကိုလင်းတာငှက်တွေကိုတတ်တဲ့မျိုးရိုးကနေလာခဲ့တာ အသနာဘောင်ဝင်ပြီးတော့ယဟန်ပြုယဟန်ပြုပြီးတော့သူကရသော်ဗျာရဲ့ဓမ္မတရားဓမ္မတွေကိုသင်ရင်သင်ရင်နဲ့နောက်ဆုံးမှာဝိနည်းကျမ်းဂန်ကိုတော့သူမလေ့လာဘူးဇာတကတို့သုတ်တန်တို့ဒါတွေကိုလေ့လာထားတဲ့ပုဂ္ဂိုလ်လေ့လာထားတော့ဒီနေ့ကျတော့သူတွေးတယ်ရသော်ဗျာကဝိနည်းမှာဤပထမပါရဇိကသိက္ခာပုဆိုတာပြည့်ညက် ဘုရားပါရာဇိကသိခဘုံဆိုတာဟာဒီယဟန်နေဟာဒီလိန်ချင်းကွဲပြားတဲ့ဒိမတူတဲ့ပုံကိုနဲ့ sexual intercourse မလုပ်အောင်လုပ်လို့ရှိရင်ယဟန်ဘုရားဆုံးရှုံးရမယ်လို့သိခဘုံပြည့်ညတ်ထားတာရှိတယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူကဘလို့တွေးတုံဆိုရင်ဘိုးဖဲဂရီပါဆိုတဲ့နုညံ့တဲ့အဝတ်တွေထိတွေ့ရင်တောင်မှအပြစ်မရှိဘူးဆိုရင် ဒီလူသားဖြစ်တဲ့အမျိုးသမီးအတွေ့ဟာဘာလို့မအပ်ရမှာတော့တူတူပဲဘာမှမထူဘူးပေါ့နော်သူလဲပိုးဖဲကလေးပါလဲရုပ်ပဲအမျိုးသမီးလဲရုပ်ပဲဆိုတော့တွေးခေါ်ချက်နဲ့သူကပထမပါရာဇိကကြီးကိုပြညတ်တာမှားတယ်ပေါ့မြတ်စွာဘုရားဒီလိုဝေဖန်တာဒီ အတိတ်အကြည့်နှစ်ခုချင်းကိုတူညီတဲ့အနေအထားအနေနဲ့သူကကြည့်ရှုပြီးတော့ဝေဖန်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကခေါ်ယူဆုံးမတော့လည်းပဲသူ့အယူဝါဒကိုမစွန့်ဘူးအရိဋ္ဌာဆိုတဲ့ယဟန်ပေါ်ပေါက်ခဲ့ဘူးတယ်နော်မြတ်စွာဘုရားရဲ့ပါရဇိကသိက္ခာပုဂ္ဂိုလ်မြတ်စွာဘုရားကအေးဘိုးဖဲဂရိဘာအတွေ့နဲ့ဒီအမျိုးသမီးရဲ့အတွေ့ဆိုဒီမှာဒီအတွေ့နှစ်ခုဟာမတူဘူး ဘိုးဖဲကလေးပါ အတွေ့ကို တွေ့ထိလို့ဆံမဲ့ဖို့ရဲ့အန္တရာယ်မဖြစ်ဘူးအမျိုးသမီးရဲ့အတွေ့ကိုခံစားလို့ရှိရင်တော့ဆံမဲ့ဖို့ရဲ့အန္တရာယ်ဖြစ်တယ်လို့ဆိုတာကိုသူကဒါမဖြစ်နိုင်ပါဘူးလို့သူညင်းဆိုခဲ့တယ်ဟုတ်ညင်းဆိုခဲ့တဲ့ပုဂ္ဂိုလ်အဲ့ဒီလိုဝီနေတဲ့မှာမှတ်တမ်းရှိတယ်နောက်တစ်ဦးကတော့တာတိဆိုတဲ့ယဟန်းပဲတာတိဆိုတဲ့ယဟန်းကဟုတ် အဲ့ဒါကိုမြင်တဲ့အခါကျတော့ तू ကအံ့ဩလိုက်တာရေမတ်တီးပြီးဩရဟနာဆိုတာဒါမျိုးနေမှာဒါမျိုးနေမှာဒီလိုပုဂ္ဂိုလ်မှရဟနာကြီးအဝေါ်လည်းမဟုတ်ဘူးလူစင်စစ်ကခွေးလို့နေတာကိုရဟနာလို့ထင်တယ်နော်အံ့ဩစရာအလွန်ကောင်းတယ်အခုကိလောက်အဲ့လောက်ဆိုမဲ့လူမရှိဘူးထင်တာပဲကြားနော်သူကတော့ဟောဒါတကယ်ရဟနာဒီပုဂ္ဂိုလ်ပဲဖြစ်မှာပဲကြည်စမ်းပါ ခွေးစတိုင်အပြည့်ယူပြီးတော့ကျင့်နေတာဒါရဟနာဖြစ်မှာပဲလို့တွေးတာမြတ်စွာဘုရားနောက်ကလိုက်ပြီးတွေးတော့မြတ်စွာဘုရားကလှည့်ပြီးတော့သူ့ကိုပြောလိုက်တယ်သူ့အစိတ်အကြံကိုသိတော့ဘာပြောလိုက်တော့ဆိုရင်မြတ်စွာဘုရားသူ့ကိုမောခပုရိသအလကားလူပဲသူ့နဲ့ခန္ဓာမင်းအလကားလူပဲဟောအလကားလူပဲလို့ပြောလိုက်တဲ့အခါကျတော့ ရှင်ဘုရားဘာဖြစ်လို့တပည့်တော်ကိုပြောတာတုံးဆိုတော့မင်းမင်းအလကားလူပဲမင်းတို့လူကတောင်မှပဲသမဏတัจ္ဇဗုဒ္ဓယတัจ္ဇဗုဒ္ဓရဲ့တပည့်ခန်းနေရသေးတယ်မင်းတို့စိတ်သက်ရှိတဲ့လူကသမဏတัจ္ဇဗုဒ္ဓယလို့ဝန်ခံနေရသေးတယ်လို့မြတ်စွာဘုရားပြောလိုက်တဲ့အခါမှာသူကစိတ်ထဲမှာအောင့်သွားရှင်ဘုရားဘာဖြစ်လို့တပည့်တော်လို့ပြောတာမင်းခုနကကောရခတ္တိယကိုကြည်ပြီးတဲ့အခါဓမ္မလောကမှာယန္တာ နေမှာပဲလို့မင်းတွေးတယ်မဟုတ်လားလို့ဆိုနော်သူစိတ်အကြံကိုမြတ်စွာဘုရားအဲ့လိုတွေးတာမဟုတ်လားလို့ဆိုဟုတ်ပါတယ်တဲ့အရှင်ဘုရားကတဲ့အရတ္တဖို့ကိုဝန်တိုးနေတာလားတဲ့သူသူရတဲ့အရတ္တဖို့အရှင်ဘုရားရဲ့အရတ္တဖို့ကိုဝန်တိုးပြီးတော့သူ့လိုပုဂ္ဂိုလ်မျိုးမရစေချင်တာလားပေါ့မြတ်စွာဘုရားကိုပြန်ပက်တယ်သူကနော်အရတ္တမစ္ဆရာယတိ အရတဖို့နဲ့ပတ်သက်ပြီးတော့အရှင်ဖျောကဝန်တိုးတာလားအရှင်ဖျားသာယဟန္တာဖြစ်ပြီးသူများယဟန္တာဖြစ်တာကိုမကြိုက်တာလားပေါ့အဲ့ဒီလိုပြောတော့မြတ်စွာဘုရားကဘာပြောလို့ဆိုငါကဝန်တိုးလို့ပြောတာမဟုတ်ဘူးမင်းမှားရွေးတဲ့အမြင်တစ်ခုဖြစ်နေတာမင်းအဲ့ဒီအမြင်ကိုမစွန့်ဘူးဆိုလို့ရှိရင်မင်းဒုက္ခရောက်လိမ့်မယ်နော်အဲ့ဒီအမြင်ကိုမစွန့်ဘူးဆိုမင်းဒုက္ခရောက်လိမ့်မယ်တဲ့ အဲ့ဒီကောရခတ္တရာကြီးဟာကြည့်မင်းမကြဘူးတဲ့ခொနည်းရဲ့မြောက်လို့ရှိရင်အစာမကြေတဲ့ယောဂနဲ့သေလိမ့်မယ်တဲ့မြတ်စွာဘုရားနော်ခွေးလိုအစာစားနေတဲ့ကောင်းကြီးကခொနည်းရဲ့မြောက်လို့ရှိရင်အစာမကြေတဲ့ယောဂနဲ့သေမယ်တဲ့သူသေတဲ့အခါကျတော့ကာလကင်စိကဆိုတဲ့ပြိတ္တာအနှိမ်ဆုံးအောက်တန်းအချဆုံးပြိတ္တာဘဝအတူတကယ်ဘဝကိုသူရောက်လိမ့်မယ်တဲ့သူ့အလောင်းကိုလည်းဗီရဏ္ဌာမဆိုတဲ့တုတ်တံမှာပြစ်လိမ့်မယ်တဲ့ နော်အဲ့ဒီမှာချလိုက်မယ်တဲ့အကယ်၍ပါဋိကပုဒ္ဒလို့ခေါ်တယ်ပြပိုက်ကြီးပါဋိကပုဒ္ဒဆိုတဲ့အစိလကတဲ့ကရောကြီးကဝေဒာလီမျိုးထဲမှာဘာတွေပြောတော့ဆိုရင်ငါလည်းပဲပညာတတ်တူပဲရဟန်းတော်မလည်းပညာတတ်တူပဲဟောအသိဉာဏ်နဲ့ပတ်သက်ပြီးတော့သူလည်းပညာရှိငါလည်းပညာရှိအဲ့တော့ သူကနေပြီးတော့ခྱི་တဝက်လာခဲ့ငါကလည်းသူ့စီကိုခྱི་တဝက်နဲ့သွားမယ်နော်လမ်းခྱི་တဝက်စီသူကလည်းငါစီကိုတဝက်လာငါကလည်းသူ့စီကိုတဝက်သွားမယ်လမ်းမှာဆုံရမယ်ဆုံပြီးတဲ့အခါမှာသူကတကိုးပြတွေဟာတစ်ခုပြရင်ငါနှစ်ခုပြသူနှစ်ခုပြရင်ငါလေးခုပြနှစ်နဲ့ကြီးပဲမြောက်ပြီးတော့သူလေးခုပြရင်ငါရှစ်ခုပြမယ်ဆိုပြီးတော့ပရိသတ်ထဲမှာကြွားကြွားဝါဝါတွေပြောထားတာရှိတယ် အဲ့ဒီလိုကြွားကြောဝါဝါတွေပြောထားတဲ့အခါကျတော့သူနခန္ဓာကြီးကဟာဒါမှတကယ်ဘုံတကူကြီးတဲ့တကယ်ရဟန္တာပုဂ္ဂိုလ်ကြီးပေါ့ရံတော်ရမနဲ့ဒီတခါတပွဲတလီတော့တွေ့ကြတော့မှာပေါ့ဆိုပြီးတော့အားလုံးဝေတာလီကလူတွေကလည်းစိတ်ဝင်စားကြတယ်အေးတကယ်တကူရှင်ကြီးနှစ်ဦးကဆုံရလိမ့်မယ်ဆုံတဲ့အခါတို့ပွဲကြီးပြိဿအနေနဲ့ကြီးကြမယ်ဆိုပြီးတော့တစ်မျိုးလုံးကအုံချက်ချက်နဲ့ဖြစ်လာတယ် ဖြစ်လာတဲ့အခါကျတော့အဲ့ဒီနေ့လည်းရောက်ရောမြတ်စွာဘုရားကဆုံးခံကြွတယ်ညိုထဲမှာဆုံးခံကြွပြီးတဲ့ဆုံးမှာဖုံးမေးပြီးတဲ့အခါမြတ်စွာဘုရားကဘယ်ဟုသွားတော့ဆိုအဲ့ဒီပါဋိကဗုဒ္ဓနေတဲ့အကြောင်းကိုမြတ်စွာဘုရားကြွသွားတယ်ကြွသွားပြီးအဲ့ဒီမှာသူကရောက်နေတယ်သူကတော့မြတ်စွာဘုရားသတင်းသုံးတဲ့စီမှာမရှိဘူးအပြင်ဘက်ကိုရောက်နေတယ်အဲ့ဒီအချိန်မှာခုနက ်က်စွာဘုရားရောက်နေတဲ့သူ့ရဲ့အကြောင်းထဲမှာပိဋကတ်ကြီးကဝေဒာလီမျိုးကတော့လူတွေဟာအုံအုံကြက်ကြက်နဲ့ထွက်လာပြီးတော့တကိုးပြတာတွေကြီးဖို့ဆိုပြီးတော့ရောက်လာကြတယ်။ရောက်လာတဲ့အခါမြတ်စွာဘုရားကရှိတယ်။သူကမရှိဘူး။သူကအရှိဘက်ကိုထွက်သွားတယ်။ဒါနဲ့သူ့ကိုလိုက်ခေါ်ကြတယ်။အရင်တုန်းကပြောခဲ့တယ်မော်လာရဟန်းတော်မလာလို့ရှိရင်သူလာတဲ့ဘက်ကိုသူကခရီးတဝက်သူလာမယ်။နှစ်ဦးစုံကြမယ်။တကိုးပြကြမယ်နဲ့ဆိုပြီးတော့ ကျောင်းဝါပြောခဲ့တာအခုရဟန်းဂေါရမအရှင်ဘုရားရဲ့ကျောင်းထဲမှာရောက်နေပြီအရှင်ဘုရားလာတကူပြဖို့ဆိုပြီးတော့ခေါ်တာလာမယ်လာမယ်နဲ့ဘယ်တော့မှကိုမလာနိုင်တော့ဘူးသူမြတ်စွာဘုရားကသူတက်ခတ္တကိုပြောတယ်အေးပါရိကဗုဒ္ဓကြီးကဒီအပြောနဲ့ဒီစိတ်ဓာတ်ကိုမစွန့်သမျှမလွတ်သမျှငါ့စီဘယ်တော့မှမရောက်နိုင်ဘူးတဲ့အကယ်၍ ဆွပေပြီးတော့တယောက်ယောက်ကနေအတင်းပွေ့ချီပြီးထမ်းလာလို့ရှိရင်သူခေါင်းတော်ပြတ်ကျသွားလိမ့်မယ်ဒီအပြောနဲ့ဒီအတွေးကိုဒီအမြင်ကိုမစွန့်ဘူးဆိုရင်ငါ့ကိုဘယ်တော့မှရှင်တော်ကခေါ်လာခဲ့မယ်တဲ့ရုပ်ပြည့်ရှင်ပြည့်အရှင်ဖျားရှင်ရောက်လို့ရှိရင်အရှင်ဖျားအရှုံးမယ်တဲ့အဲ့ဒါနောက်ထီအောင်ကိုသူကလည်းမကြည်မနဲ့နော်သူနဲ့က ပါဋိကဗုဒ္ဓကြီးကိုမရောက်ရောက်အောင်ဘုရားရှိခေါ်လာမယ်။မြတ်စွာဘုရားကလည်းမင်းတို့ခေါ်ချင်တိုင်းခေါ်ငါရှိဘယ်တော့မှမရောက်ရနိုင်ဘူး။ဟောငါရှိဘယ်လိုမှမရောက်နိုင်ဘူးဆိုတော့မြတ်စွာဘုရားအတိအကျဟောထားတယ်။သူနဲ့ခတ္တကမကြည်မနှက်နဲ့ပြောတာ။အရှင်ဘုရားကသူ့စိတ်ကိုသိလို့လား။သို့မဟုတ်အရှင်ဘုရားကို နတ်တွေကနေပြီးတော့ပါဋိကဗုဒ္ဓကြီးဟာဒီအတွေးနဲ့ဒီအမြင်ကိုဒီစကားမျိုးကိုမစွန့်လွတ်ဖယ်နဲ့ငါရှိမလာနိုင်ဘူးလို့ဆိုတာဟော ရှင်ပြားကိုယ်တိုင်သိတာလားသို့မဟုတ်နတ်တွေကပြောတာလားဆိုငါကိုယ်တိုင်လည်းသိတယ်နတ်တွေကလည်းငါပြောတယ်တဲ့မကြခင်ဟာမှကွယ်လွန်သွားတဲ့အစိတကြီးဝေတာလီကစစ်သူကြီးကစစ်သူကြီးကနေပြီးတော့ငါ့ကိုလာပြောသွားတယ်သူကတာဝရိန္ဒနတ်ပြည်မှာဖြစ်နေတယ်မကြခင်ဟာမှတည်သွားပြီးတာဝရိန္ဒနတ်ဖြစ်နေတယ်သူကငါစီလာပြီးတော့အရှင်ပြားတဲ့ပါဠိကပုဒ်တကြီးကလူယုံမာကြီးတဲ့နော် ဒုတိလကြီးတပည့်တော်ကိုတောင်မှငရဲကြနေပြီလို့သူကပြောတာလေတပည့်တော်ငရဲကြတာမဟုတ်ဘူးတဲ့တာဝရင်္သာလက်ပြေမှာတဲ့တပည့်တော်နတ်ဖြစ်နေတာနဲ့ဆိုပြီးလာပြောတယ်သက်ဆောင်ရားကိုလာပြီးတော့ရှောက်တယ်အဲ့တော့သူ့ကိုသွားပြီးတော့ခေါ်ကြတာဘယ်လိုခေါ်လို့မှမရလာလည်းမလာနောက်ဆုံးကြတော့အလုံးကလက်လျှော့အလူ၃ယောက်လောက်ကနေပြီးတော့စူးစမ်းပြီးတော့သူ့ကိုခေါ်ကြတာ ဘယ်လိုခေါ်လို့မှမရဖះစီလာဖို့ခေါ်တော့သူကကြောက်ရွံ့ပြီးတော့ဖះလာတယ်လဲကြားရောထွက်သွားတာအဲ့ဒီတည်းပြန်ခေါ်လို့မရနောက်ဆုံးကြတော့မြတ်စွာဘုရားအဲ့ဒီပိဋိဒတ်ကြီးကိုတကူပြတယ်ဗာပြတော့ဆိုတေဇောဒတေဇောကတိုင်းကိုဝင်စားပြီးတော့ကောင်းရင်ကိုမြတ်စွာဘုရားသခင်ကိုရမြတ်ကြွသွားပြီအဲ့ဒီကနေပြီးတော့ခန္ဓာကိုယ်ကနေမိလျံတွေကိုလည်းပဲ ထန်း80လောက်မိလျံတွေကိုလွတ်ပြီးတော့မြတ်စွာဘုရားအเจ้าတော်ကိုပြန်ကြွသွားလိုက်တယ်။တကိုးပြပြီးတော့အเจ้าတော်ကိုပြန်ကြွသွား။ကြွားထားတဲ့ပါဠိကဗုဒ္ဓကြီးကတော့ပေါ်မလာတော့ဘူးပေါ့နော်။အဲ့လိုလောကသားတွေအတွက်မြတ်စွာဘုရားဟာ အကျိုးစီးပွားကိုဆောင်ရွက်ပြီးတော့လုပ်ကင်ခဲ့ပေမဲ့လို့အခုလိုမြတ်စွာဘုရားကိုစန့်ကျင်တဲ့ပုံကိုယ်တွေဆိုတာပေါ်လာခဲ့ဘူးတယ်ဆိုတာကိုပိရိကစာပေမှာမှတ်တမ်းတင်ထားတာဖြစ်တယ်ပေါ့။ အဲဒီတရားမှုတရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားမြတ်စွာလောကသားတွေအတွက်ဆောင်ရွက်လုပ်ကင်ခဲ့တော်လဲပဲလောကသားတို့ရဲ့စိတ်နေသဘောထားတွေဟာရင့်ကျက်မှုမရှိသည့်အတွက်ကြောင့်မြတ်စွာဘုရားကိုဆန့်ကျင်မဲ့တည်းလှုပ်ခဲ့ကြတာတွေကထင်ရှားတဲ့တာရကအနေနဲ့သူနခတ္တဟာမြတ်စွာဘုရားကိုဆန့်ကျင်ပြီးနောက်ဆုံးမှာသာသနာပေါ်ကထွက်ခွာသွားသည့်ထီအောင်မြတ်စွာ